မြို့နဲ့လမ်းဝေးလာတဲ့ရွာဖြစ်ပြီးတော့ခေတ်ပြည့်စဉ်အင်္ဂလိပ်ဂျပန်ကာလမြို့နေလူတွေဟာနှီးစက်ရခင်မရာရီနဲ့ပတ်သက်ပြီးတော့လာရောက်ပြီးတော့စစ်ပေးရှောင်ကြပါတယ်။နောက်လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာတော့တောင်ကျန်းသူတွေရောအတွေးခေါ်တွေကြောင့်ရောတောခိုကြတဲ့အဖွဲ့ပေါင်းစုံနဲ့နှီးစက်တဲ့ရက်ဒေသဖြစ်တာကြောင့်ဓမြတိုက်တာတွေလူရက်တာတွေအနိုင်ကျင့်သိမ်းယူခြင်းတွေကိုမကြာခဏခံကြရတဲ့အရက်ဒေသပါ။အောင်ချမ်းသာရဲ့မွေးရချက်မြုံမိဘများမရှိတော့တဲ့အချိန်အရွယ်စကောစကားနဲ့ကြံခဲ့တဲ့အောင်ချမ်းသာဟာရှိရှိသမျှသောလေယာချမ်းမြေတွေနဲ့ အိမ်လဲကျွေးနွားပြင်လူသူမသိတဲ့အတွင်းပစ္စည်းတွေဖြစ်တဲ့ငွေကြေးကြောင်းမြတ်ရတနာလက်ဝတ်ရွှေတွေတွေကိုပါရရှိခဲ့ပေမဲ့လဲဟောရရန်လောင်းကစားအပျော်ပါမရှိတရင်ကဥညိုတို့မိသားစုနဲ့ကောက်ချိတ်တို့ကိုလည်းမိဘများရှိစဉ်ကလိုဆက်၍ထားပြီးတော့ဆွေမျိုးသားချင်းတွေလိုနေပါတယ်ဘိုးဘွားပြည်ပင်မိဘလက်ထက်ကပင်ဓမ္မဥချနေထိုင်ခဲ့တဲ့ရွာကနေမခွာဘဲနဲ့တန်ရောစင်အမြင့်တွေခိုင်မာတာကြောင့်ဘယ်ရက်ဒေသကိုမှမပြောင်းမရွှေ့နေထိုင်ခဲ့ပါတယ် တချို့ကစီးပွားဥစ္စာကြောင့်ရောစိုးရင်ကြောင်းကြမှုတွေကြောင့်မှတရက်တရွာကိုပြောင်းရွှေ့ကြပါရယ်အောင်ချမ်းသာရဲ့နုနယ်တဲ့အသက်အရွယ်ရှိနေတဲ့စီးပွားဥစ္စာဒါတော့မှအတွင်းပစ္စည်းတွေကိုမသိရသေးပါဘူးအဲဒါကြောင့်မဲတနေ့မှဒုက္ခရောက်မယ်ဆိုပြီးတော့ရက်ရွာတွေကတချို့ကလည်းစိုးရင်ပူပန်ကြပါရယ်ရက်ရွာတွေမှာစိုးရင်ပူပန်ကြတဲ့အချိန်မင်းဒုက္ခဆိုတာကမြင်းစီးပြီးတော့တနက်ကင်ကနောက်ပါတပည့်တပန်းနေနဲ့ရောက်လာခဲ့ပါတော့တယ် အဲ့ဒီချိန်တုန်းကတရင်ကဥညိုတို့မိသားစုဟာတဖက်ရွာကနာရေးကိစ္စတခုကိုညအိတ်သွားနေကြတာပါ။ကောက်ချိတ်နဲ့အောင်ချမ်းသာတို့နှစ်ယောက်ပဲရှိပြီးတော့နွားတင်းကုန်းနဲ့တွဲရက်မှာတော့ကောက်ချိတ်ကနေပြီးတော့အင်ကြီးပေါ်မှာတော့အောင်ချမ်းသာတယောက်နဲ့နေထိုင်ပါတယ်။အချိန်ကညလယ်ပါ။နာမည်ကြီးတည်းများအင်းညွန့်တို့ခေါင်းဆောင်တဲ့အဖွဲ့အောင်ချမ်းသာကဖျားရှိကိုမြစ်တာဘူအမြဝေနေစင်မှာပဲတကားကိုထုနှက်ပြီးတော့ဖွင့်ခိုင်းနေပါတယ်။ကောက်ချိတ်ကလက်ပြညိုတုပ်လျက်ငုတ်တုပ်ထိုင်နေရပါတယ်။ကောက်ချိတ်ကိုလည်းလက်ပြညိုတုပ်ပြီးတော့ငုတ်တုပ်ထိုင်ခိုင်းထားပါတယ်။ဟေးအထဲကတကားဖွင့်စမ်းကွာ။ ခုကန်တာတို့အော်ဟစ်တာတို့ဆိုရင်တော့အိမ်ုံမီးရှို့ပြမယ်နော်အဲ့ဒီအတန်ကွဲအဲ့ကြီး ਨੇ ပြောလာတဲ့ဓမြခေါင်းဆောင်လူစိုးကြီးအေးညွန့်ရဲ့အတန်အောင်ချမ်းသာကတကားဘဝမှာရက်ပြီးတော့စဉ်းစားပါတယ်อืมဒီလူတွေကသူတို့လိုချင်တာကိုပေးလို့ရှင်လေလူတွေကိုရိုက်နဲ့ကန်ကြောက်လုံးမယ်ငါကလည်းသူတို့ပေါ်မှာမကောင်းစိတ်မွေးပြီးတော့အနိုင်ထက်ပြုတ်ချင်တာလည်းမဟုတ်ပါဘူးဒီလူတွေကတော့အာကုသူပဲကွာအာကုသူအကောင့်ထဲနဲ့အဝင်ခံလေးရတာကတော့ဓမြအေးညွန့်တို့အဖွဲ့ပါသူတို့ရဲ့နောက်ကနေနောက်ထပ်ဓမြတစ်ဖွဲ့ရရောက်လာခဲ့ပါတယ် တက်ခိုင်လို့ခေါ်တဲ့နောက်ထပ်ဓမြတက်ဖွဲ့ပဲဖြစ်ပါတယ်မတဲ့သူတွေချင်းဆိုတော့စကားများပြီးတော့သူဆုံငါဆုံနဲ့နောက်ဆုံးဇက်တူချင်းပြစ်ခတ်ကြပါတော့တယ်နှစ်ဖက်စလုံးကလည်းဒဏ်ရာတွေရသလိုတေတဲ့သူတွေပါတေပြီးတော့ပြန်လဲထွက်ခွာသွားကြပါတယ်ကောက်ချိတ်ကတော့စဘာပုတ်အောက်ကိုရောက်နေခဲ့ပါပြီ။အောင်ချမ်းသာကရွာသားတွေရဲ့အတန်ကိုကြားမှအိမ်တကားဖွင့်ပြီးတော့ထွက်လာခဲ့ပါတယ်။ဟမ်အောင်ချမ်းသာမင်းဘာမှမဖြစ်ဘူးလားယောင်။ဟုတ်ကဲ့ဗျာ။ဟိုကိုကိုကောက်ချိတ်ကိုရှာကြပါအောင်ဗျာ။အေးမင်းကိုကောက်ချိတ်ကိုကစဘာပုတ်အောက်ကနေဆွဲထုတ်ပြီးပါပြီကွာ။ ရောက်လာကြတဲ့ရွာသူရွာသားတွေကလည်းအောင်ချမ်းသာရဲ့ခြံဝန်းထဲမှာဓမြအလောင်းနှလောင်းနဲ့ကြံခဲ့တဲ့တနတ်နဲ့ဓာတ်တချို့ကိုကောက်ယူသိမ်းလိုက်ကြပြီးတော့လူကြီးများရဲ့အစီအစဉ်နဲ့ပဲရွာတုတ်တံမှာတကြိုလိုက်ကြပါရတယ်။ အောင်ချမ်းသာတယောက်ဟာဘာမှမဖြစ်ခြင်းနဲ့ဓမြအေးညွန့်ရဲ့နောက်ကနေနောက်ထပ်ဓမြဘူတက်ခိုင်တို့အဖွဲ့ရောက်လာခြင်းအတွက်ရွာသားတွေဟာအံ့ဩနေကြပါတယ်။ဒီလောက်တစ်ဖက်နဲ့တစ်ဖက်သူတပြန်ငါတပြန်ပြစ်ခတ်နေတဲ့ကြားထဲမှာဘာမှမဖြစ်ခြင်းအတွက်လည်းဖြစ်ပါတယ်။ရွာသူရွာသားတွေနဲ့အနီးပတ်ဝန်းကျင်တွေကပါအောင်ချမ်းသာလို့ခေါ်တဲ့16နှစ်19နှစ်သားအရွယ်လူငယ်လေးဟာအကောင်မောင်းတဲ့ရွာသားတွေပင် ပြေးကြရှောင်ကြပုန်းွယ်ကြရတဲ့လူစိုးဓမြရံကိုမပြေးမရှောင်မနဲ့နေနေတဲ့အကြောင်းကို တွတ်တွတ်ထိုးပြီးတော့ပြောနေကြပါတယ်။နောက်တနေ့ညနေမှာတော့တဖက်ရွာကပြန်ရောက်လာကြတဲ့ဥညိုတို့မိသားစုကလည်းတန်တော်ဖြစ်ကြပါတယ်။ဟုတ်တယ်ဥလင်းညိုရဲ့ကျုပ်ကလူစိုးတွေကအိတ်နေတာကိုနှိုးပြီးတော့ကြိုးချီလိုက်ကြတဲ့အချိန်ရှိအောင်ချမ်းသာဖះရှိခိုးနေတဲ့အတန်မှာထွက်နေသေးတာ။အဲဒီအဖြစ်ပြက်တွေဖြစ်ပြီးရဲအနေငယ်လောက်ကြာသွားခဲ့ပါတယ်။ရွာထဲမှာပေပေတေတေငမူးတွေဖြစ်ကြတဲ့မြတ်သိန်းတန်ထွန်တန်းနိုင်တို့သုံးယောက်ကအကြံတူတိုင်ပင်ကြပါတယ်။ဟဲ့အောင်မြတ်သိန်းအောင်ချမ်းသာရဲ့ကြက်ကိုဒီညရအောင်ယူပြီးတော့ချက်စားကြမယ်ကွာ။ တန်းထုံးကရက်ဝယ်ထားလိုက်ဟုတ်လားအာဖြစ်ပါမလားကွာတန်းနိုင်ရအောင်ချမ်းသာဘာမှမသိညာမှမသိကွာတရေတွေပါတယ်မွေးထားလို့ရှင်ပြေးပေါက်မားနေပါအောင်မယ်ဟာမြာသိန်းတယောက်ကတော့ကွာစစ်မရောက်ခင်ကမြားကုန်နေပြန်ပါပြီမင်းရက်ဝယ်စရာရှိတာသာဝယ်ထားကွာငါနဲ့တန်းနိုင်မယ်အဲ့ကိစ္စလုံးလိုက်မယ်ဟုတ်ပြီလားဟုတ်တယ်မြာသိန်းငါနဲ့တန်းထုံးလုံးမယ်ကွာညာအမောင်ကြီးဆိုးနေပါတယ်လာမင်းကတန်းနိုင်တို့တန်းထုံးတို့ဖေးကူနေတယ်လို့ပါပဲ အိမ်ပေါ်ထဲမှာတော့အောင်ချမ်းသာဖះရှိခုပြီးတော့မြစ်တာပို့နေခဲ့ပါတယ်။နွားစာစင်းမျက်ရည်ကွင်းထဲကိုနောက်ချေးတွေပို့နေပင်ပန်းပြီးတော့ကောက်ချိတ်ကတော့ဟောက်တန်နေတဲ့အတူအိပ်ပျော်နေခဲ့ပါပြီ။ဝူးညို့တို့ကလည်းတနေ့လုံးလှုပ်လှုပ်ရှားရှားနဲ့ညာမိုးချုပ်တာနဲ့ပဲအိပ်ကြပါတယ်။အကြံသမားနှစ်ယောက်ကတော့ခြံနားကိုခြေတန်လုံလုံနဲ့ကတ်လာခဲ့ပါတယ်။တန်းတော့အောင်ချမ်းသာဖះရှိခုနေရဲကွာ။တခုကောင်းတာဒီကောင်းခြံထဲမှာခွေးတွေမရှိတာပဲ။ဟေးအဲ့ဆိုလေဝင်ကြစို့ကွာ။တကောင်ရရနှစ်ကောင်ရရရတဲ့လောက်ယူခဲ့ကွာ။အတန်မထွက်စင်နေတော့ရ။ဝူးညို့လည်းတတိထား တန်းထွန်းနဲ့တန်းနိုင်တို့ဟာခြံဘေးမှာကလျက်ပေါက်နေတဲ့မအူပင်ကနေတွေ့ပြီးတော့တက်လိုက်ကြပါတယ်။နှစ်ယောက်သားကလည်းတပြိုင်နက်တဲ့ခြံထဲကိုခုံချလိုက်ဖို့ပြင်လိုက်စင်ပါပဲ။ခွေးအောင်တန်းတွေကစူညံသွားခဲ့ပါတယ်။တစ်ဖက်ခြံခွေးကသူတို့ကိုထိုးအောင်လိုက်တာကြောင့်သူတို့တွေကလည်းပြုတ်ကျသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ပြေးတဲ့လွားတဲ့အနေနဲ့အမောင်ထဲမှာတိုးဝင်ပြီးတော့ပျောက်ကွယ်သွားကြပါတယ်။ နောက်တနေ့အရက်ဝိုင်းမှာတော့တန်းထွန်းနဲ့တန်းနိုင်တို့နေရာဝါစလိုက်တဲ့စကားအောင်ချမ်းသာရဲ့ channel မှာတရေရှိတယ်ဆိုတာပါပဲအကောင်ကြီးကကြီးပြီးတော့လဝါတစ်ဖက်ကိုတထောင်လောက်တောင်ရှိတယ်ဆိုတဲ့အတန်နဲ့လွင့်ညာပါတယ်အဲဒီစကားတွေအောက်မှာပဲကြက်ခိုးတယ်ဆိုတဲ့ကိစ္စကပျောက်ွယ်သွားခဲ့ပါတယ်အဲလိုပြောဆိုနေကြစင်ပါပဲဦးတဲကုံရွာသားအောင်မိုးနဲ့ငသီးတို့ကမယုံဘူးဆိုပြီးတော့ထပြောလာပါတယ်ဟဲ့အောင်ငသီးမင်းမယုံဘူးဆိုရင်အလောင်းစားလုပ်မယ်ကွာလောင်းကြီးကတော့ကောင်းမှကြိုက်တာနော်အလောင်းစားလုပ်လို့ရှိရင်ကြီးကောင်းမှလုပ်ကွာတို့ရွာမှာလည်းမဟုတ်ဘူး အောင်မိုးရဲ့ပြောကြောင်းမြသိန်းတန်းနိုင်တဲ့တန်းထွန်းတို့ကလောင်းကြီးထက်ကြပါတယ်။အောင်မိုးနဲ့ငသီးကလည်းအကျန်ရှိပါတယ်။အောင်ချမ်းသာကအသက်20ပဲမပြည့်သေးတဲ့ကလေးပါ။သူ့ရဲ့အဖေမေတွေဆုံးသွားတာလည်း3နှစ်လောက်ရှိနေခဲ့ပါပြီ။ရခင်ကဘာသမမကြားခဲ့အောင်မိုးတို့ငသီးတို့နဲ့ကစဘာကိစ္စငရုတ်ကိစ္စတွေလုပ်ခဲ့ပူပါတယ်။အတွင်းကျိတ်ပြီးတော့ချမ်းသာကြပါတယ်။အောင်ချမ်းသာတယောက်တည်းကိုမွေးခဲ့တာကြောင့်အမွေပစ္စည်းတွေကလည်းမပြတ်ပါဘူး။ဘယ်သူမှလည်းခွဲယူသူမရှိပါဘူး။အောင်မိုးရဲ့စိတ်ကူကတော့အလောင်းစားလုပ်ပြီးတော့ခြံထဲကိုဝင်ုံနဲ့တော့ဘာကြိုးမှမရှိပါဘူး။ ခါးထဲမှာပါလာတဲ့ဓမြောင်ကဒီနေရာမှာအတုံးဝင်ရမယ်ဆိုပြီးတွေးလိုက်ပါတယ်။မခင်ဝင်ရက်ချက်တဲ့တဲမှာဆဆတတောက်နဲ့အချိန်ကိုစောင့်လိုက်ကြပါရယ်။အမောင်ချိန်ကအပုတ်ကိုစောင့်ပါတယ်။တန်းနိုင်တဲ့တန်းထုံးမြသိန်းတို့ကရွာထဲရေကန်ကနေစောင့်နေပါရယ်။ခြံထဲကိုဝင်ပြီးတခုခုပါလာရပါမယ်။အောင်မိုးနဲ့ငတိကမောင်ရိပ်ခိုပြီးတော့အခြေအနေကိုကြည့်လိုက်ကြပါရယ်။စိတ်ငြိမ်မှုကအားပေးနေတယ်လို့မျိုးခါးထဲကဓမြောင်ကလည်းရဲစေးတစ်မျိုးပဲဖြစ်နေပါရယ်။ခြံစည်းရိုးကိုကြော်ပြီးတော့သူတို့တွေကဝင်လိုက်ကြပါရယ်။အနေထားအေးဆေးပါပဲ။ခြံလေကားနားကိုကတ်လိုက်ကြပါရယ်။ ိမ်ထဲကဖះရှစ်ကိုတန်ကိုတော့ကြားနေရပါတယ်။ဓမြောင်ရုံးနဲ့တကားကိုခောက်ရရွယ်လိုက်စင်မှာပဲဝီကနဲ့ဒုံနဲ့ဆိုတဲ့အတန်နေတဲ့သူအောင်မိုးနဲ့ငသီးတို့ဟာလေကားကနေနောက်ပြန်ကျသွားခဲ့ပါတယ်။အော်တန်ကပါဇက်တိုက်ထွက်ပေါ်လာပြီးတော့စူညံသွားခဲ့ပါတယ်။ဥညိုကဓမီကလက်တစ်ဖက်ဓာရှိကိုကင်ပြီးတော့ကောက်ချိတ်ကလည်းလန့်ရှည်တွေနဲ့ထွက်လာခဲ့ပါတယ်။ဘာလဲဘာလဲဟေးအောင်တခိုးလားတခိုးလား။ချန်တဘက်ကခွေးကလည်းဟောင်းလိုက်တာမှစူညံသွားခဲ့ပါတယ်။ကောက်ချိတ်ကတကားဖွင့်လိုက်တော့ဘေးကလူတချို့ဟာဒုံဘသူတွေလဲဘသူတွေလဲတခိုးတွေလား။တဖက်ချန်ကနေခွေးတွေကလည်းဟောင်းလိုက်တာဟာပတ်ဝန်းကျင်တစ်ခုလုံးစူညံသွားခဲ့ပါတယ်။ ကောက်ချိတ်ကတကားလဲဖွင့်လိုက်ရောဘေးမှာလူတချို့ဒုတ်တွေဓာရှည်တွေနဲ့ရောက်လာကြပါတယ်။လေကားရဲမှာပက်လက်လဲနေတဲ့အောင်မိုးနဲ့ငသီးကိုရွာသားတွေကကြည့်ပြီးတော့ဒီကောင်တွေကဘယ်ရောက်ကောင်နေလဲ။ဓမြလက်ကြံနေတဲ့သူကကြိုးချီထားလိုက်ကွာ။အောင်ချမ်းသာကအိမ်တကားဖွင့်ပြီးတော့အဲ့ဒီချိန်ကျမှပဲထွက်လာခဲ့ပါတယ်။မြင်လဲရတဲ့မြင်ကွင်းကြောင့်သဘောပေါက်သွားခဲ့ပါပြီ။ဦးလေးညိုကိုကောက်ချိတ်သူတို့တွေကိုတကြီးရင်ဝယ်ပို့လိုက်ပါဗျာ။ ဘာမှမလုပ်ကြပါနဲ့အောင်မိုးနဲ့ငသီးကသတိရလာကြပြီးတော့ဘေးကိုလည်းကြည့်ပြီးတော့သူတို့ကိုကြိုးချီထားတာကိုလည်းသိသွားခဲ့ပါပြီကြောက်ကြောက်ကြောက်ပါဗျာနောက်မလုပ်တော့ပါဗျာကျုပ်တို့ကပျော်စီပြက်စီဆိုပြီးတော့လုံမိတာပါဗျာဟုတ်ဟုတ်ပါတယ်ဗျာကျုပ်တို့နောက်ကနေရိုက်လဲရိုက်တယ်ဗျာတွန်းလဲတွန်းချလိုက်တာဥညုံနဲ့ရွာသားတွေကအံ့ဩသွားခဲ့ကြပါတယ်အပျော်လုတ်တယ်လို့သာပြောတယ်ဓမြောင်နှစ်ချောင်းကတက်သေးပါပဲကျိုးတုတ်လျက်နဲ့ပဲခေါ်ဆောင်သွားခဲ့ကြပါတယ်အောင်ချမ်းသာတဲ့ဥညိုကတော့နောက်မှလိုက်သွားကြပါတယ်တကြီးရင်အတွင်းမှာအောင်လင်းမီးရင်အလင်းရောင်နဲ့အောင်မိုးရောငသီးပါထင်ထင်ရှားရှားမြင်နေရပါတယ် တကြီးကညာကဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ခေါ်ထားတာကြောင့်အောင်ချမ်းသာနဲ့ဥညိုတို့ကထမင်းစားပြီးတော့တကြီးအိမ်ကိုရောက်လာခဲ့ကြပါတယ်။တကြီးအိမ်မှာလည်းလူဆုံနေပါတယ်။အောင်မိုးနဲ့ငသီကထိတ်တုံးထဲမှာကြီးကြီးကြောင်ကြည့်နေပါ။အေးလာကွာအောင်ချမ်းသာဥညိုလည်းထိုင်။သူတို့ကဥသေးကောင်ကအရက်မူးပြီးတော့ဖြစ်တာတဲ့။လေကားရောက်တကားခေါက်မလို့လို့တော့နောက်ကရိုက်ပြီးတော့တွန်းချလိုက်တာလို့ပြောတယ်ကွာ။ဟုတ်ကဲ့ပါလူမော ကျွန်တော်မသိတာတော့အမှန်ပါပဲအဖေတို့အမေတို့မရှိတဲ့နောက်ပိုင်းညစဉ်နဲ့မနက်ပိုင်းကျွန်တော်ဖះရှိခိုးတာပုံမှန်ပါည9နာရီလောက်ကနေနိုင်ပြန်တစ်ချက်လောက်ထိပဲဗျာမနက်ပိုင်းတော့6နာရီကနေ9နာရီခွဲလောက်ပါကျွန်တော်ဖះရှိခိုးတဲ့အချိန်ပဲပြီးတော့အခုလိုဖြစ်နေရရလဲကျွန်တော်ဖះရှိခိုးတဲ့အချိန်တွေပဲဖြစ်ဖြစ်နေရဗျာအေးမင်းကကောင်းတဲ့လို့လုပ်နေရမကောင်းတဲ့ကောင်းတွေရောခံဖို့ကွာဒါနဲ့တန်းနိုင်တို့တိန်ထွန်းတို့ကငါတူကတရေမွေးထားလို့ပြောကြတယ်အဲဒါကြောင့်မယုံလို့လောင်းစားလောက်ကြတာတယ်အခုတန်းနိုင်နဲ့တိန်ထွန်းရောမြတ်သိန်းရောခေါ်ထားတယ် အကြောင်းအရာများကတော့အောင်ချမ်းသာတရေမွေးထားတယ်ဆိုပြီးတရင်ကြီးသွားခဲ့ပါတယ်။အောင်ချမ်းသာကပြောစရာတော့ရှိနေပါတယ်။လူတွေကလည်းများနေတာကြောင့်ယုံတဲ့သူတွေလည်းရှိသလိုမယုံတဲ့သူတွေလည်းရှိနေပါလိမ့်မယ်။ပြောပြရမယ့်အကြောင်းကတော့ထူးဆန်းပါတယ်။အဲ့ဒီအကြောင်းတွေကိုအောင်ချမ်းသာကိုယ်တိုင်ပင်သိလျက်ရတာမကြသေးပါဘူး။ကျန်လူတွေကိုပြောမပြတာကအကြောင်းမဟုတ်ပေမဲ့တကြီးဥလူမောင်နဲ့ဥညိုကိုတော့သိအောင်ပြောပြရမှာဖြစ်ပါတယ်။ဟုတ်ကဲ့အဘလူမောင်နဲ့ဥလင်းညိုကျွန်တော်ပြောစရာရှိပါတယ်ဗျာ။ အချိန်တော်ကြာတော့မှပဲတကြီးဥလူမောင်ကလည်းအိုးတဲ့ကုံရွာကတကြီးကိုစာရေးပေးလိုက်ပြီးတော့လူလွတ်ခါအောင်မိုးနဲ့ငသီးတို့ကိုဆက်လက်ပြီးတော့လှုပ်ဆောင်ရန်အကြောင်းကြားလိုက်ပါတယ်။ရွာသားတွေကလည်းအတော်ရှင်းသွားချိန်မှာအောင်ချမ်းသာကသူ့ဖြစ်ပျက်တွေကိုအကြောင်းစုံကိုရှင်းပြလိုက်ပါတယ်။ဥရွှေမင်းကအကြောင်းဆရာတူဖြစ်တယ်လို့ရှင်းအောင်ဂံမီကနီးပညာတွေကိုလည်းစိတ်ဝင်စားလို့လေ့လာမှတ်သားခဲ့ပါတယ်။အဲ့ဒီမှာဆရာကောင်းနဲ့တွေ့ပြီးတော့ပညာကောင်းနဲ့နီးကောင်းနဲ့ရလို့အကြောင်းဆရာကပင်စင်ယူပြီးတော့ဆေးဝါးကုခဲ့ပါတယ်။လောကီပညာလည်းတိုးတက်လာပြီးတော့နီးပညာကောင်းတစ်ခုကိုရလိုက်ပါတယ်။ အရကတော့ရှေးတုန်းကရှင်ဘီရင်တို့ရဲ့စည်ရေးစရာကိစ္စတွေကိုစီမံခန့်ခွဲရမှာထိုင်ပြီးတော့စီစဉ်တဲ့ပလင်မှာအဲ့ဒီပလင်ကတော့ဗမရာတနပလင်မှာအဲ့ဒီပလင်မောကနေထိုင်ပြီးတော့ပြောဆိုအမိန့်ချမှတ်တဲ့အတွက်ပလင်မှာအစီရင်နေအဆောင်တွေပြန်လုပ်တဲ့အခါမှာဗရုံးရုပ်ခံပြီးတော့ပြုလုပ်ပေးကြပါတယ်အဲ့ဒီပလင်မော်ကနေပြီးတော့စစ်ကိစ္စတိုင်းရင်းပြည်ရာကိစ္စရန်သူနဲ့ရင်ဆိုင်ရေးအတိုက်အခံလှုပ်ကြံမှုတွေ အဲ့လိုစီမံရာတွေမှာရဲစွမ်းတက်သည့်နဲ့ဇွဲလုံးလာညင်ညွတ်ချင်းဆိုတဲ့အာရုံတွေနဲ့ပြည့်စုံပြီးတော့အောင်မြင်ခဲ့ပါတယ်။အဲဒါကြောင့်မဲ့ဗရုံရဲ့အစွမ်းတက်သည့်ကိုအတိမတ်ပြုတ်ပြီးတော့ကက်ကင်းတက်ဖြစ်တဲ့ကြာသာပရိစနေစနေကြာသာပရိကိုယူပြီးတော့ဗရောက်ဗရုံဗရာဗရိုင်းတို့ကိုစီမံစုစည်းပြီးဗရောက်သားလဲဗရောင်းကိုဗရုံရုပ်ထုပြီးတော့ဗရာထဲလို့ဗရိုင်းသားနဲ့ပိတ်လိုက်စေးဗရုံတကောင်ဖြစ်သွားခဲ့ပါတယ်။ဒီလိုအကောင်မျိုးကကြာသာပရိနဲ့စနေတောက်ကြနံညက်ထားတော့နေနံလိုက်ရင်ပို့ပြီးတော့စွမ်းပါတယ် ဒါပေမဲ့မိမိကမှန်ကန်မှုတော့လိုပါတယ်။ကိုကမှန်ကန်နေလို့ကတော့မတရားလာလို့ရင်တော့လုံးဝကိုမရပါဘူး။ပရုံးဆိုတဲ့အတိုင်းအမျိုးပါပြုတ်မယ်မှတ်ပါ။အဲ့ဒီပရုံးကပဋ္ဌာန်း၂၄ပစ္စည်းကို၁၀၈ခေါက်ယူပြီးတော့စောင့်ထားရင်ပို့ပြီးတော့အစွမ်းထက်ပါတယ်။ကျွန်တော်တို့ဘရွှေမင်းကအဲ့ဒီပရုံးရုပ်ကလေးပေးကန်ဒီမှာ၅ဘာတေလာခံယူစေတယ်ဗျ။၂၄ပစ္စည်းလည်းယူခိုင်းတယ်။ဖះရှိခိုးတိုင်းမြစ်တာပို့ပြီးတော့အမြဝေခိုင်းခဲ့တယ်။ ျွန်တော်အဲ့ဒီဘရုံးလေးရပြီးကလေးကအဘပြောတဲ့အတိုင်းလောက်ကင်ခဲ့ပြီးတော့စောင့်ထားခဲ့တာပါကျွန်တော်ရဲ့လောက်ရနေထိုင်မှုတွေကြောင့်အန်ရတော်တော်များများကနေကင်းခဲ့ပါတယ်။ဩအောင်ချမ်းသာအဲ့ဒီဘရုံးကြောင့်ဟုတ်ပါတယ်ဗလူမောင်ကို့အန်ရပြုလာမဲ့ရန်သူမှန်သမျှကို तू ကဘာကောင်မှချမ်းသာမပေးပါဘူး။မြင်တွေ့ရတဲ့ရန်သူတော့အခုအဘမောင်တို့တွေ့တဲ့အတိုင်းပါပဲ။မမြင်ရတဲ့စုံတိုက်နှက်တိုက်ပယောဂတိုက်မကောင်းဆိုးဝါးကိုပါရင်ဆိုင်နိုင်ပါတယ်။အဲ့ဒါကို ကျွန်တော်တို့ဗာဥွှေမင်းဟာကျွန်တော်အမေဆုံးတော့အာတုပလာရင်လည်းအဲ့ဒီဥစ္စာပေးခဲ့တာပါ။အေးကွာမင်းအတွက်တော့အားကိုးစရာပေါ့။ဒါပေမဲ့ပြောနေကြတဲ့လူတွေကတော့မင်းကတရေတွေတစေတွေမွေးထားတယ်ဆိုပြီးတော့သူတို့တွေလည်းမြင်ရမဟုတ်ပဲနဲ့ကွာ။တကြီးဦးလူမောင်ကကြံခဲ့တဲ့ရွာသူရွာသားတွေဘက်ကိုလှည့်ပြီးတော့ပြောလိုက်ပါတယ်။အဘလူမောင်အဲ့ဒီဘရုံကကျွန်တော်မသိရပါပဲ။ तू ကသိနေတယ်ဗျာ။ကျွန်တော်မကောင်းကြံတဲ့သူတွေကအထမမြောက်ပဲနဲ့လာပြီးတော့တောင်းပန်တာနှစ်ဦးသုံးဦးရှိတယ်။ ။အော်ပြီးတော့ကျွန်တော်အဖလူမောင်တခါတည်းဂရိပေးပါဗျာ။ကျွန်တော်ကအဲ့ဒီဘရုံအကုနဲ့မလုတ်အပ်တဲ့အလုပ်မတရားတဲ့အလုပ်ကိုဘယ်တော့မှမလုပ်ပါဘူး။ကျွန်တော်အသက်40ပြည့်လို့ရှင်ဘရုံကိုဖျားတဆူဆူမှာဌာပနာထည့်ပြီးလူမယ်လို့ဂရိပေးထားပါတယ်။အဖကိုလည်းဒီဂရိမျိုးပေးခဲ့ပါမယ်။အာကောင်းတာပေါ့ကွာတာရုခေါ်ပါတယ်အောင်ချမ်းသာရဲ့တကြီးရင်ကစကားဝိုင်းကိုမရောမလဲနဲ့ယောက်လာကြတယ်တန်းနိုင်တိန်ထွန်မြသိန်းတို့ကိုဥညိုကကြည်ပြီးတော့အောင်ချမ်းသာကိုအသာလက်ကုပ်ပြီးတော့အတိပေးလိုက်ပါတယ်အောင်ချမ်းသာကခေါင်းချင်းပြလိုက်တယ်လို့တကြီးကလည်းလန့်ကြည့်လိုက်ပါတယ် ရွာထဲမှာတော့အောင်ချမ်းသာရဲ့ဘရုံကနာမည်ကြီးတယ်လို့စိတ်ဝင်စားသူတွေလည်းများလာခဲ့ပါတယ်။အနီးပါရွာသားတချို့တော့လာပြီးတော့ကြည့်ယူကြရပါတယ်။တန်းထွန်းဟုတ်ပါမလားကွာ။အောင်ချမ်းသာရဲ့ဘရုံဆိုတာလူကြားကောင်းအောင်ကြားဘူးနားဝနဲ့စာအုပ်တွေနဲ့ဖတ်ပြီးပြောနေရနေမှာပါကွာ။ဒီကောင်ကမြို့မှာကြောင်းနေပြီးတော့စေတန်းအောင်အောင်ထားဆိုတော့ပြောနိုင်တာပေါ့။သူ့ဟာသူစေတန်းအောင်ဘွဲပဲရရကွာထားလိုက်စမ်းပါ။အဲ့ဒီဘရုံကိုရအောင်ယူဖို့ပဲကြံပါကွာ။အေးပါများတဲ့ရမင်းကလေရွာတိတ်ထိုင်းရင်တဲတဲမှာမွတ်ကြီးကိုငါချိန်ထားတယ်တွတ်ကြည့်ကွာ ရောက်လို့ရှိရင်ခေါ်လာခဲ့ဟာအဲ့ဒီမွတ်ကြီးကအောက်လန်းဆရာဆိုဟာသူ့ဘာသာသူအောက်လန်းဆရာဖြစ်ဖြစ်အဝီစီးဆရာပဲဖြစ်ဖြစ်ငါတို့လုပ်ငန်းအောင်မြင်မှုကအရေးကြီးရပဲလေကွာတွတ်ခေါ်စမ်းမှာမြသိမ့်ရငါဒီကနေစောင့်နေမယ်မခင်ဝင်တဲရနေအရက်နှလုံးလောက်လဲဆွဲခဲ့အောင်တန်းနိုင်တဲ့တန်းထွန်းတို့အကြံနဲ့လှုပ်ရက်ကိုမလျှော်ပဲနဲ့တရွာသားနဲ့ပေါင်းပြီးတော့ရှစ်တလန်းတွေးရင်လှုပ်ကြပြန်ပါတယ်သူတို့နဲ့ချင်းဆိုထားတဲ့မွတ်ကြီးဆိုသူကဘကူးသားဖြစ်ပြီးတော့အောက်လန်းဆရာလို့နာမည်ကြီးတဲ့ ဆရာဒလလဖေရဲ့လက်ရင်းတစ်ပည့်ဖြစ်ပါတယ်။မွကြီးကတော့အောက်လန်းပညာတက်မတက်တော့မသိပါဘူး။တန်းနိုင်တဲ့တန်းထွန်းတို့ကတော့အထင်တကြီးအားကိုးတကြီးနဲ့ကိုဆရာတင်ခေါ်ထားခြင်းဖြစ်ပါတယ်။ဦးတဲ့ကုန်းရွာကအောင်မိုးနဲ့ငသီးတို့ကသူတို့စည်းနဲ့သူတို့သွားပြီးဖြစ်ပါတယ်။ရွာမှာတော့အသက်ရွယ်ငယ်ပြီးတော့ပစ္စည်းဥစ္စာပြည့်စုံပြီးတော့အနေထားမှန်တဲ့အောင်ချမ်းသာကိုလည်းကြည့်မရတာကတန်းနိုင်တန်းထွန်းများသိန်းတို့ပဲဖြစ်ပါတယ်။အဲဒါကြောင့်လဲဒုက္ခပေးဖို့အတွက်နှီးမျိုးစုံနဲ့စဉ်းစားပြီးတော့စူးစမ်းနေကြတာပါ။များသိန်းပြန်လာတော့အရက်နှစ်ပလင်းလဲပါလာခဲ့ပါတယ်။မွကြီးလဲပါလာခဲ့ပါတယ်။ တန်တိုးရဲ့အိမ်မှာပဲစုထိုင်ဝိုင်းဖွဲ့ပြီးတော့ပလင်းဖွင့်လိုက်ကြပါတယ်။လောကတဘာဝရဲ့စမ်းကြယ်မှုတစ်ခုကအံ့ဩစရာပဲမှာအမောင်တွေကနေပြီးတော့အလင်းထဲကိုကြည့်ရင်မြင်ရပါတယ်။ယခုတန်းနိုင်တန်းထွန်းတဲ့မြို့ကြီးမြသိန်းတို့ဟာအမောင်တွေကနေအောင်ချမ်းသာရဲ့အိမ်ကြီးကိုလေးလာအကဲခတ်ပြီးတော့ကြည့်နေကြပါတယ်။အိမ်ကြီးထဲမှာတော့မီးလင်းရောင်နဲ့ကောက်ချိတ်တယောက်တွာလာလှုပ်ရှားနေတာကိုလည်းမြင်နေရပါတယ်။ဥညိုကတော့မတွေ့ရပါဘူး။ကောက်ချိတ်နေရာလေးကမီးရောင်ပျောက်သွားခဲ့ပါပြီ။မကြီးပင်ကြီးပေါ်ကနေသူတို့ဆင်းလာပြီးတော့ခြံနားကိုကတ်လိုက်ကြပါတယ်။ ထိုသူတို့ရဲ့အမတ်တရက်ကအောင်ချမ်းသာမှာအကာအကွယ်ရှိနေတယ်ဆိုတော့မယုံကြည်ကြခြင်းဖြစ်ပါတယ်။ခြံဝင်းထဲကိုကြော်ပြီးဝင်လိုက်တယ်ဆိုရင်ပဲသူတို့ကိုသူတို့လိုပဲအမောင်ရိတ်သေးကနေနီနီရဲရဲမျက်လုံးတစုံနဲ့သွားဆွဲဖြူဖြူကြီးတွေကိုဖျဲပြီးတော့ကြည့်နေတဲ့မျက်လုံးပေါင်း၄ခုကိုမသိကြပါဘူး။ခြံထဲကိုခြေချလိုက်တာနဲ့တပြိုင်တည်းအောင်ချမ်းသာရဲ့ဖះရှိကိုတန်နဲ့မြစ်တာပေါ်အမြဝေတန်တွေကိုကြားလိုက်ကြရပါတယ်။အမောင်ထဲမှာတော့သူတို့၄ယောက်ကမဲ့ရွယ်သွားကြပါတယ်။ မျက်နှာကိုအဝတ်စည်းထားတာကြောင့်မမြင်ရပေမဲ့လည်းသူတို့ကနဲ့သူတို့တော့သိလိုက်ပါတယ်တခုထူးခြားနေတာကမွကြီးပါလို့ပဲလားမသိ channel ကိုရောက်တဲ့အထိဘာမှတော့မဖြစ်ကြသေးပါဘူးကဲလေးယောက်စလုံးအိမ်မော်တက်မယ်ကွာမတွန့်နဲ့မစုံနဲ့နော်မွကြီးရဲ့ပြောစကားတန်တွေစုံးတာနဲ့ပဲလေကားကိုပြေးကက်လိုက်တဲ့သူတို့ကိုစီးကြိုလိုက်တာကနွားဖြူကြီးတကောင်နဲ့ခွေးကြားကြီးတကောင်အပြင်ဘာမှမသိမမြင်ရတဲ့တဦးတယောက်ပါဝင်ရောက်တပ်ဖို့ထုရတယ်လို့နွားဖြူကြီးကလည်းကြုံပြီးတော့ဝေးလိုက်ပါတယ်။သွားဆွဲဖြူဖြူကြီးတွေနဲ့ခွေးကြားကလည်းမိရာကိုကြိုက်ပါတယ် သူတို့တွေလည်းစုညံပလောရိုက်နေအောင်အော်ဟစ်ပြီးတော့ထွက်ပြေးကြရပါတယ်သူတို့တွေရဲ့အော်ဟစ်တန်တွေကလည်းဝုံနိုင်ကျဲပြီးစုညံပလောရိုက်သွားခဲ့ပါတယ်အရိတန်တွေရဲ့စုညံမှုကြောင့်ပဲကောက်ချက်ရလန့်ရှည်နဲ့ထွက်လာသလိုဥညိုကလည်းဓားရှည်နဲ့ရောက်လာခဲ့ပါတယ်ပါဇက်ကနေလည်းဓမြဓမြဆိုပြီးတော့အဆက်မပြတ်အော်နေကြပါတယ် ောင်ချမ်းသာကအိမ်တကားဖွင့်ပြီးထွက်လာတယ်လို့ဘေးပတ်ဝန်းကျင်ကလူတွေလည်းရောက်လာခဲ့ကြပါတယ်။လူစုမိသွားပြီဆိုတာနဲ့တန်းနိုင်တန်းထွန်းမြသိမ်းမွတ်ကြီးတို့ကိုချုပ်ကန်ဖမ်းဆီးလိုက်ကြပါတယ်။အဲဒီချိန်မှာပဲနွားဖြူကြီးနဲ့ခွေးကြရောဘာမှမသိတဲ့အကောင်ကြီးပါဘယ်ရောက်သွားမှမသိတော့ပါပျောက်သွားခဲ့ပါတယ်။တကြီးဦးလူမောင်ရာရမှုဖို့လုံးနေဝင်းခင်စော်တို့ပါရောက်လာကြပြီးတော့သူတို့လေးယောက်ကိုကြည့်ပြီးတော့တကြီးကဒေါပွားနေပါတယ်။ကောင်းအောင်နေတဲ့အောင်ချမ်းသာကိုဒုက္ခပေးရန်ပြုသူတွေကိုတုံ့ပြန်ပြီးတော့နှိမ်နှင်းပေးနေသည်ကပရောမှာ။ အဲ့ဒီဘရုံးကလော်ဂီအစီရင်နီးကောင်းနေတဲ့တစ္ဆာတမာရီတီလာရှိသူတို့ကစီမံပြီးတော့ပြုလုပ်ထားခြင်းဖြစ်ပြီးတော့ဆောင်ထားသူကလည်းတန်ရှင်းစင်ကြယ်တာကြောင့်အစွမ်းပြခြင်းဖြစ်ပါတယ်လောကမှာကောင်းအောင်နေလေနော်ကောင်းတာတွေဖြစ်ပြီးတော့ကောင်းကျိုးပြုတဲ့ຢာတွေကလည်းဘေးပတ်ဝန်းကျင်မှာရှိနေတာကိုမြင်နိုင်သိနိုင်တယ်လို့မမြင်မသိရသေးတယ်လည်းရှိတယ်လို့ရွာသူရွာသားတွေနဲ့တန်းနိုင်ရောတန်းထုံးမှာသဘောပေါက်တယ်လို့ မြသိန်းနဲ့မွတ်ကြီးကလည်းရင်တုတ်သေးလိုက်စွာနဲ့သူတို့လက်မခံနိုင်တာကြီးကိုလက်ခံလိုက်ကြရပါတယ်။ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီ။ဇလန်လေးကိုစွန်နတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမျိုးတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မွေရင်ရေးသားသူကိုလည်းဂါရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။